ားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ23ရက်နေ့မနက်ခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံတွင်စစ်တပ်ရွေးကောက်ပွဲကြောင့်ပုံမကြီးမသောမတည်ငြိမ်မှုများဖြစ်ပေါ်လာနိုင်ဟုဩစတြေးလျအစိုးရလက်ထောက်ဝင်ကြီးကအာဆီယံအစည်းအဝေးတွင်တတိပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်စစ်တပ်ကရွေးကောက်ပွဲကျင်းပမှုကြောင့်ပုံမကြီးမလာသောမတည်ငြိမ်မှုများဖြစ်ပေါ်လာနိုင်ကြောင်း ့ဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီး George Wilson ကအာဆီယံစည်းဝေးတွင်တရီပြလိုက်ပါတယ်။အော်တိုဘာလ18ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပသည့်အာဆီယံအရှိအာရှစွမ်းရင်ဝန်ကြီးများအစည်းအဝေးတွင်၎င်းကအထက်ပါအတိုင်းတရီပြလိုက်ခြင်းဖြစ်ပြီး George Wilson သည်ဩစတြေးလျအစိုးရရာသီဥတုပြောင်းလဲမှုစွမ်းအင်နှင့်အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာလက်ထောက်ဝန်ကြီးဖြစ်ပါတယ် မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများချက်ချင်းရပ်စဲရင်းမတရားဖန်ဆီးခံထားရသူအလုံးကိုပြန်လွှတ်ပေးရင်းလူသားချင်းစာနာမှုအကူအညီများဘေးကင်းလုံခြုံစွာနှင့်အသာစီမရှိရရှိစေရင်းစစ်မှန်သောအလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရေးအတွက်ဩစတြေးလျနိုင်ငံကထက်လောင်းတောင်းဆိုကြောင်းထိုအခြေအနေများမပြည့်စုံပေရွေးကောက်ပွဲများကျင်းပခြင်းသည်ပုံမကြီးမသောမတည်ငြိမ်မှုကိုဖြစ်ပေါ်စေနိုင်ကြောင်းဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီး Josh Wilson ကအသိပေးပါသည်အမျိုးသားညီညွတ်ရေးအစိုးရ၏ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုစလေယုံကဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီးဂျော့ချ်ဝီဆင်၏ပြောကြားချက်များမှမြန်မာပြည်သူများအတွက်အလွန်အထိတ်ပဲရှိကြောင်းလက်ရှိဖြစ်ပွားနေသောမြန်မာစစ်တပ်၏ဖိနှိပ်ချုပ်ချယ်မှုနှင့်အစုလိုက်အပြုံလိုက်ဖမ်းဆီးထိန်းသိမ်းမှုများ၏အခြေအနေမှန်ကိုအသိအမှတ်ပြုခြင်းအသက်ကယ်လူသားချင်းစာနာမှုအကူအညီများရရှိရေးကိုထောက်ခံအားပေးခြင်းအာဆီယံ၏ဘုံသဘောတူညီချက်၅ချက်ကိုလက်တွေ့ကျကျအားဖြည့်ပေးခြင်းနှင့်အာနာယူရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ိုင်ငံတကာကတရားဝင်အဖြစ်အသိမှတ်ပြုခြင်းမှတားဆီးရာတွင်အကူအညီဖြစ်စေခြင်းတို့ကိုဖော်ပြနေကြောင်းသတင်းထုတ်ပြန်ပါသည်ဆလပီထိုင်းမြန်မာနယ်စပ်မြန်မာဘက်အချမ်းရှိအွန်လိုင်းကြဖြတ်ငွေလိမ်စင်တာများမှာ စတာလင်စက်ပေါင်း2500ကျော်ကိုအင်တာနက်ဝန်ဆောင်မှုဖြတ်တောက်လိုက်ပြီးဟု SpaceX ကတရားဝင်ထုတ်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်မြန်မာဘက်အချမ်းရှိ online ငွေလိမ်ကြားဖြန့်စင်တာများမှစတာလင်စက်ပေါင်း2500ကျော်ကိုအင်တာနက်ဝန်ဆောင်မှုဖြတ်တောက်လိုက်ပြီးဟု SpaceX ကတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်ကြောင်း AFP ကသတင်းထုတ်ပြန်ပါတယ်။ Starlink Internet ဝန်ဆောင်မှုပေးနေသော SpaceX Company ကမြန်မာနိုင်ငံရှိကြားဖြင့်စင်တာများတွင်အသုံးပြုနေသည့် Starlink စက်ပေါင်း2500ကျော်ကို Internet ဝန်ဆောင်မှုဖြတ်တောက်လိုက်ကြောင်းအိန္ဒိချင်းထိုင်းနိုင်ငံက Internet line များဖြတ်တောက်ပြီးနောက် Starlink Jodu Internet များကိုအများအပြားအသုံးပြုလာကြောင်းသိရပါသည်။ SpaceX ကမြန်မာနိုင်ငံရှိတန်တရာရှိသောကြားဖြင့်စင်တာအနီးတစ်ဝိုက်မှ Starlink စက်2500ကျော်ကိုဖော်ထုတ်ပြီးပိတ်ပင်လိုက်ပါပြီဟု SpaceX ၏ Starlink Company ဒုတိယဥက္ကဋ္ဌ Lurandria ကပြောဆိုလိုက်ပါသည်။ ယခုရက်ပိုင်းအတွင်းအကြမ်းဖက်စစ်တပ်က KK ဘက်ကိုဝင်ရောက်စီးနှင်ပြီး Starlink Internet အလုံး30ကိုသိမ်းဆည်းရမိခဲ့ကြောင်းကြေညာခဲ့ပါတယ်။ ဆက်လက်ပြီးဝက်လက်ကလူသားတိုင်းအဖြစ်ဖန်ဆီးခံရသူအချို့ပြန်လည်လွတ်မြောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဇကိုင်းတိုင်းဝက်လက်မျိုးနယ်အခြေချမ်းကရှိန်မကားဒေတာရင်းအခြေဆိုင်ကဂျေးရွာတွေအတွင်လှည့်လည်စစ်ကြောင်းထိုးနေတဲ့စစ်အုပ်စုစစ်ကြောင်းကဖန်ဆီးထားသူအချို့ဒီကနေ့အောက်တိုဘာ22ရက်နေ့မှာပြန်လည်လွတ်မြောက်လာတယ်လို့ဒေတာကန်တွေစီကစုံစမ်းသိရှိရပါတယ်။အောက်တိုဘာ15ရက်နေ့ကရှိန်မကားဂျေးရွာကထွက်ခွာလာပြီးဂျေးရွာအတွင်လှည့်လည်နေတဲ့စစ်ကြောင်းကတပ်ဖွဲ့ဝင်အချို့ဟာဒီကနေ့မနက်ပိုင်းမှာပြန်လည်ဆုတ်ခွာသွားခြင်း ဖမ်းဆီးခံထားရသူ19ဦးခန့်ကိုပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရပါတယ်။ဟိုတနေ့က40ကျော်ဖမ်းဆီးတဲ့ထဲမှာ19ယောက်လွှတ်တောင်းလူငယ်တွေတော့တန်တန်မာမာအရွယ်တွေတော့ခေါ်သွားနိုင်နေတူပါတယ်။စစ်မှုရန်အတွက်လို့ဒေသခံတအူကသတင်းဌာနကိုပြောပါတယ်။အဲ့ဒီစစ်ကြောင်းကတပ်ဖွဲ့ဝင်အချို့ဟာဒီကနေ့အောက်တိုဘာ22ရက်မနက်တနာရီခန့်မှာမရယာမြို့နယ်အနောက်ချမ်းကစိုက်ကက်လာတဲ့တန်ခွန်အမြန်ရင်နဲ့လိုက်ပါသွားချိန်မှာဒေသခံတွေကိုပြန်လည်လွှတ်ပေးခဲ့တာလို့သူကဆက်ပြောပါတယ်။ စစ်ကြောင်းကလည်းနောက်ကိုပြန်ခောက်သွားတယ်။ဒါပေမဲ့အကုန်ခောက်မခောက်ကတော့မသိရသေးဘူးလို့ Wallet Information Network တာဝန်ရှိသူတဦးကသတင်းဌာနကိုပြောပါရယ်။အော်တိုဘာ12ရက်နေ့ညပိုင်းမှာရွာသားကြီးချေးရွာကစစ်ကောင်စီအထိုင်စခန်းတစ်ခုကိုတော်လိုင်းရင်အင်အားစုကထိုးစစ်စတင်ခဲ့ပြီးနောက်လေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ကြောင်းထုံးဝင်ရောက်မှုတွေရှိနေတာဖြစ်တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။လက်ရှိမှာဝက်လက်မျိုးနယ်အတွင်းစကိုင်းမျိုးနယ်စားတောင်မျိုးမှစစ်ကြောင်းတစ်ကြောင်း၊ရွှေပုံမျိုးကစစ်ကြောင်းနှစ်ကြောင်းပါဆက်လက်ရှိနေတယ်လို့သိရပါတယ်။ မန္တလေးကအော်တိုဘာ22ရက်နေ့မှာလဲစေအုပ်စုကဝက်လက်မျိုးနဲ့အနောက်ချမ်းရွာသားကြီးချေးရွာအနီးကိုဂျက်ဖိုက်တာဂျိုင်ရိုကော့ပတာတို့နဲ့ဘုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ပါတယ်။စေအုပ်စုကအခုလိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုအော်တိုဘာ23ရက်နေ့ကစလို့ရွာသားကြီးချေးရွာနဲ့အနီးနားကအကြီးခွာတွေပေါ်ကိုလှုပ်ဆောင်နေတာကြောင့်ဒေသခံ10ဦးခန့်ထိခိုက်ဒေဆုံးခဲ့ရပါတယ်။အခုလိုစေအုပ်စုရဲ့စစ်ကြောင်းထိုးလေကြောင်းတိုက်ခိုက်တာတွေကြောင့်ဝက်လက်မျိုးနယ်အတွင်းကအင်းတောင် ်မင်းရွာရွာသေးစတဲ့ခြေရွာတွေနဲ့ရွာသားကြီးအပါဝင်အနီးနားခြေရွာတွေကဒေသခံထောင်နဲ့ချီဟာဘေးလူရအကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးလူသားချင်းစာနာမှုအခွင့်အရေးတွေလိုအပ်နေကြတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ကျမတို့တင်တဲ့စာမှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။